အန်ဒီကနေ့ကကျွန်တော်တရက်6လပေါ့2025ခုနှစ်အန်ဒီကနေ့ကတော့ကျွန်တော်ကမန္တလေးကုန်စည်ပေါ်သေးမှာအယောင်မှာဖြစ်တဲ့ပဲလေးတွေကကျွန်တော် V2 ပေါ့ V2 နဲ့ V7 နဲ့ကျွန်တော်ဈေးကဟိုလေဗယ်တန်းတူပါပြီပထမတော့ကျွန်တော် V7 နဲ့ဈေးနဲ့ကွာပေါ့ခုကတော့ V2 ကလည်းကျွန်တော်တို့ V7 ကလည်းဒီပေါ်နှစ်သိန်း9000အဘွေတူရတယ်ကျွန်တော်တို့နဲ့3600ကနေ3800ဒီပါဖြစ်နေပြီဆိုတော့သူကဈေးရောက်လေဗယ်တန်းပေါ့ကြီး အဲကျွန်တော်တို့99ကတော့96တောင်းမှကျွန်တော်တပောက်တွေ96တောင်းနဲ့နည်းနည်းလေးပေါ်မှနေမှာ96တောင်းဒါပေမဲ့96တောင်းမပြောလို့ရမှာပေါ့အဲထိုင်ဝမ်ကတော့25ပေါ့95တောင်းတော့ပောက်ပါထိုင်ဝမ်အဲကလေးဝဲသေးတယ်အတင်းဖိဖိနဲ့တော့ဒေးနဲ့လုတ်လက်ထပ်ပါလို့တခြားပဲသာလို့ရှိမှာတော့ပုံမှန်လေးဖိဖိဖိနဲ့တော့ကြက်နေတော့အားကြီးတော့မကြက်ဘူးတော့ဖိဖိချင်းကြက်တယ် ပယ်ဒီပယ်ဒီဒေးနေရာတော့ပယ်ဒီဒေးကကျွန်တော်တို့က3 3900ကျားရှိမှာပဲ3300 3800ကောင်းလို့ရှိရင်4000လောက်ပေါ့ဗျအဲ့လောက်တော့ပတ်ပါတယ်ဒါပေမဲ့အရောက်မှဖြစ်တော့ကျွန်တော်တို့3300 3900လောက်တော့မန်းလို့ရမှာ4000ကျော်တော့ကျွန်တော်တို့ကောင်းနေပေးမှသာရမှာပေါ့ဗျအဲ့တော့မြေဘဲဆန်ကဖြူဆန်အဖြူဆန်လေးတွေ S1 ဆန်လေးတွေဝယ်လိုက်ပါတယ်ဝယ်ကောင်းပါတယ်သူကတော့တော်တော်ပုံမှန်ပါပဲဝယ်လိုက်တာတော်တော်မဟုတ်ပါဘူးတော်တော်ပုံမှန်ဝယ်နေတာပါဆိုတော့နားကွန်ပျူတာ S1 ဆိုရင် အလုံးကြီးသားတော့နည်းနည်းလေးအဝယ်တိတ်မလိုက်ရှင်ကွာလုံးကြီးသားအခုကဘေးနံသားတွေကတိတ်မကြိုက်ကြဘူးကျွန်တော်မကြိုက်ဘူးသူမလဲဟိုလိုလို့ရှင်လဲဝယ်ကြတော့ပဲတုံးကြတော့ပဲနေတော့ပေါ့သေးရတော့ကျွန်တော်တောင်းဟိုပေါ့ကိုရောက်900လောက်နေတော့တောင်းလောက်ရှက်ပေါ့တောင်းတောင်းနဲ့တရားပေါ့အဲ့လိုမျိုးတောင်းတရား900လောက်တော့ပေါ့ပါတယ်အဲ့လိုမျိုးလေအလုံးကြီးသားဆိုရှင်တော့မရဘူးအလုံးသေးအစမန်းသားမှရတာပေါ့အဲ့လိုဒီဘက်မှာအနီတန်လေးနည်းနည်းပေါ်လာပြီအနီတန်လေးပေါ်လာလို့အဝယ်သမားတွေကအဲ့အမလိုက်ချက်တဲ့ပါတယ် ဇေယျဖိဖိရင်တော့မြောက်ခရိုက်တော့ဟိုဟိုသမားတွေကနည်းနည်းစောင့်နေကြပေါ့ဗျာဇေယျတအားကြီးမြောက်တော့ပေါ့တော့ကျွန်တော်တို့900လောက်400 900လောက်တော့တော့ပေါ့သေးရှိတယ်ဒါပေမဲ့ပဲတန်တဲ့တအားများတော့ဝယ်တအားကြီးမလိုက်တော့ပဲတန်တယ်ဘလို့အဒီတန်တော့များလာတယ်ပဲရတဲ့တော်လေးလာတဲ့ထက်ပါတယ်လာတော့ဇေယျမြောက်တော့ဘိုးသူချင်းလုပ်ငန်းလုပ်ရတာနည်းနည်းလေးခက်ခဲတာပေါ့ဗျာဇေယျမြောက်တော့ အဲပုံမှန်တော့ကျွန်တော်ကိုးတောင်300တောင်လေးကိုးတော့900တောင်တော့ပေါက်ပါတယ်အဲ့ဒီအဲ့ဒီညာလုံကြီးသားဆိုရင်ပေါ့ဗျာတံပိုးနန်းနဲ့သံပုံကတော့နန်းနဲ့သံပုံကတော့ကျွန်တော်တို့ဘလောက်ရှိမလဲဗျာ6သိန်း900လောက်ကနေပြတော့9သိန်းညာ900လောက်တော့ပေါက်မယ်9သိန်း6သိန်း900လောက်နဲ့9သိန်းတော့အရှားလေးမဟုတ်ဗျာပဲဟိုနန်းပုံပူကြပါအစ်စ်အစ်စ်အပြောင်းလဲပေါ်မူကြီးတော့ပေါ့အဲအဲပေါ့နည်းနည်းအစ်စ်ကောင်းလို့ရှိရင်တော့ကောင်းတယ်တော့မကောင်းရင်မကောင်းတော့ပါပေါက်သေးရတော့ကျွန်တော်69ခွန်မလောက်ကနေမလို့9သိန်း900လောက်တော့ပေါက်ပါတယ် ကျွန်တော်ပေးတဲ့ပုံမှန်ပဲလေးပြောင်းလိုက်တိုင်းမရှိပါဘူးဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်